တိအမတ်ရဆုံးကတော့အဲတတိဒီ60ဒီ crown ကိုရခဲ့တော့ငါအချိန်လေးအမတ်ရရပေါ့နော်အဲ့ချိန်တော့ကတတိကလည်းအဲလမ်းလျှောက်တဲ့အချိန်မှာနည်းနည်းပြောခံထားတဲ့အချိန်မှာကိုကလည်းအရန်စူးစမ်းအထောက်ထားတဲ့အချိန်မှာပေါ့နော်တခုခုလေးပြန်ရကျင်တဲ့အချိန်မှာဒီ miss တွေက60 crown ကိုရခဲ့တဲ့အချိန်လေးကိုတော့တော်တော်အမတ်ရပါတယ်ဟုတ်အာတတိရဲ့ဒီတာဝန်လေးပြီးဆုံးသွားပြီဆိုတော့ဒီညီမလေးအတွက်ကတော့တတိကူညီလို့ရလေကူညီမယ်ပေါ့နော်အဲသူ့အတွက်ကိုတတိလမ်းပြလို့ရသမျှလေးလမ်းပြပေးဖို့ရအစီအစဉ်လေးရှိပါရဲ့ရှင်ဟုတ် အဲဒီပို့ပြီးတော့ feminine ပို့ဖြစ်လာတယ်ငကုံတော့လည်းတတိတို့ပြိုင်ပွဲတွေက feminine ဖြစ်ပါတယ်ဒါပေမဲ့ချွတ်သားလေးရှိနေတဲ့ခါကျတော့အာတတိတို့ဒီကာယပလပြိုင်ပွဲလေးတွေကကျတော့ feminine တော့တိတ်ဟိုပေါ့နော်အာချွတ်သားလေးနေဆို main ကလေးမဆိုင်ဘူးလို့ထင်ရတယ်ပေါ့နော်ဒါပေမဲ့တတိတို့ရဲ့ဒီကာယပလပြိုင်ပွဲလေးကလည်း feminine ဖြစ်တယ်ဒီဟာလေးကကျတော့ပို့ပြီးတော့နုညံ့တိမ်မွေးမှုဘက်ကိုပို့သွားတယ်ပေါ့နော်အဲ့တော့တတိလည်းအဲဂျားထဲမှာတော်တော်လေးကိုပြင်ဆင်ပြီးနေတတ်ထိုင်တတ်လာပါတယ်ဟုတ် တတိယဒီခန္ဓာကိုယ်ကို adjust လုပ်ရတာကတတိတွက်ကတော့ဟိုဗောအရင်မခက်ခဲတော့ဖြစ်တဲ့အတွက်ကြောင့်တတိတကယ်လို့ဘယ်ပွဲမဆိုတကယ်လို့ဘယ်ပွဲကိုပြိုင်နေလဲဥပမာဗောနော်အဲဒီ miss ပြန်ပြန်ပြိုင်နေတာပဲဖြစ်ဖြစ်ကာယဗလပြိုင်နေတာပဲဖြစ်ဖြစ်တတိအဲအသေးစိတ်အချိန်အချိန်လေးပေးပြောဗောနော်ပြန်ထွင်းမယ်ဆိုလို့ရှင်ဘယ်ပွဲမဆိုပြိုင်လို့ရပါရှင်ဟုတ်อืมအဲ ဒီလင်း crown လောက်ရတဲ့ feeling လေးရတော့ဗောနော်အမ်ညီမလေးအစ်စ်ဗောနော်နောက်ထပ်2025မှာလာတဲ့ဒီအဲနောက်ထပ်တက်လာတဲ့အဲညီမလေးတို့ကလည်းဝမ်းသာတယ်ပြီးခဲ့ရတော့ကိုယ့်ရဲ့ဒီအရင်တော့ကပုံစံလေးတွေဗောနော်အရင်တော့က miss ပြိုင်တော့ကပုံစံလေးတွေ miss ပြိုင်တော့ကဒီအမ်ညီမရဲ့နဲ့ပျော်ပါခဲ့ကြတဲ့ဒီလိုအချိန်လေးတွေဗောနော်ပြီးရခဲ့ကြတော့အဲ့လိုအတူတူသွားခဲ့တဲ့ adaptability လေးတွေအကုန်လုံးကိုတည်တည်တည်ရတယ်အဲရမ်းလည်းပျော်ရှင်ရပါတယ်ဟုတ်တည်တည်အမှတ်ရဆုံးကတော့အဲတည်တည် 60ဒီ crown ကိုရခဲ့တော့ငါအချိန်လေးအမှတ်ရရင်ပေါ့နော်အဲ့အချိန်တော့ကတတိယလည်းအဲဟိုပေါ့နော်ဟိုလမ်းလျှောက်တဲ့အချိန်မှာနည်းနည်းပြောခံထားတဲ့အချိန်မှာကိုယ်ကလည်းအရင်စူးစမ်းအထောက်ထားတဲ့အချိန်မှာပေါ့နော်တစ်ခုခုလေးပြန်ရကျင်တဲ့အချိန်မှာဒီ miss တွေက60 crown ကိုရခဲ့တဲ့အချိန်လေးကိုတော့တော်တော်အမှတ်ရပါတယ်ဟုတ်အာဒီနှစ်60ဝန်းနာလေးကတော့ထပ်တူကြရတယ်ရှင်ဘာဖြစ်လို့လဲဆိုတော့ မြမလည်းလည်းဆင်ရောက်ကနေအရန်ဟိုပါဘောနော်အပေးနေတဲ့အချိန်မှာအဲသူလေးကအရန်ချဖို့ကောင်းတာပဲဘောနော်အဲ့လိုမျိုးလေးတွေးနေတော့မှရှိသေးရဲ့ဒီညီမလေးကဝင်တာဖြစ်သွားတယ်ပြီးခဲ့ရဒီဒိုင်နူဂျီမင်းနေအကုန်လုံးရွေးရဲ့ညီမလေးကလည်းအဲတတိထင်ထားညီမလေးဖြစ်သွားတဲ့အတွက်လည်းအဲကျေနပ်ရပါတယ်ဟုတ်အာတတိရဲ့ဒီတာဝန်လေးပြီးဆုံးသွားပြီဆိုတော့ဒီညီမလေးအတွက်ကတော့တတိကူညီလို့ရလေကူညီမယ်ဘောနော်အဲသူ့အတွက်ကိုတတိလမ်းပြလို့ရသမျှလေးလမ်းပြပေးဖို့ရအစီအစဉ်လေးရှိပါရဲ့ရှင်ဟုတ် အာတတိယတော့ဒီဟိုဘောနော်ပွဲတွေပြိုင်ပွဲတွေတက်တာနည်းနည်းများနေသေးတော့ထပ် join ဖို့စီစဉ်ရတော့မရှိသေးဘူးဘောနော်ဟုတ်အာကမ္ဘာလုတ်ဖြစ်ဖို့ရတော့တတိယအများသောအားဖြင့်တတိတို့က training ဆင်းရတာဂျင်းဆော့တာများတဲ့ခါကြတော့ဗောနော်အဲဒီကမ္ဘာကတော့တတိအများကြီးပြင်ဆင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့တတိအာဒါပြောရတော့ခက်သေးရပေါ့ဟုတ်အဲကိုပြိုင်နေနှစ်တော့တော့ဗောနော်တတိလည်းနည်းနည်းလေးတော့အဲတိတ်မလာဘူးလို့ခံစားရပေါ့အဲဒီနှစ်မှာတော့ အဲတော်တော်လေးအဆင်ပြေလာတဲ့အချိန်မှာလည်းကိုကိုကိုလည်းဂုံယူမိပါတယ်ဟုတ်အဲဒီပို့ပြီးတော့ feminine ပို့ဖြစ်လာတယ်ငကုံတော့လည်းတတိတို့ပြိုင်ပွဲတွေက feminine ဖြစ်ပါတယ်ဒါပေမဲ့ချွတ်သားလေးရှိနေတဲ့ခါကျတော့အာတတိတို့ဒီကာယပလပြိုင်ပွဲလေးတွေကကျတော့ feminine တော့တိတ်ဟိုပေါ့နော်အာချွတ်သားလေးနေဆိုမင်းကလေးမဆန်ဘူးလို့ထင်ရတယ်ပေါ့နော်ဒါပေမဲ့တတိတို့ရဲ့ဒီကာယပလပြိုင်ပွဲလေးကလည်း feminine ဖြစ်တယ်ဒီဟာလေးကကျတော့ပို့ပြီးတော့နူးညံ့တိမ်မွေးမှုဘက်ကိုပို့သွားတယ်ပေါ့နော်အဲ့တော့တတိလည်းအဲဂျားထဲမှာတော်တော်လေးကိုပြင်ဆင်ပြီးနေတတ်ထိုင်တတ်လာပါတယ်ဟုတ် တတိယဒီခန္ဓာကိုယ်ကို adjust လုပ်ရတာကတတိတော့ကတော့ဟိုဘောအရင်မခက်ခဲတော့ဖြစ်တဲ့အတွက်ကြောင့်တတိတကယ်လို့ဘယ်ပွဲမဆိုတကယ်လို့ဘယ်ပွဲကိုပြိုင်နေလဲဥပမာပေါ့နော်အဲဒီ miss ပြန်ပြန်ပြိုင်နေတာပဲဖြစ်ဖြစ်ကာယဗလပြိုင်နေတာပဲဖြစ်ဖြစ်တတိအဲအသေးစိတ်အချိန်အချိန်လေးပေးပြောပေါ့နော်ပြန်ထွင်းမယ်ဆိုလို့ရှင်ဘယ်ပွဲမဆိုပြိုင်လို့ရပါရှင်ဟုတ်အာဒီနေ့ပြိုင်ဝဲဝင်နေရအင်း အပြင်မှာတော့တော်တော်လေးဟိုနာမည်ကြီးနေပေါ့နော်အဲအကုံလုံးကလည်းတော်တော်လှကြတယ်အဲပို့ပြီးတော့လည်းပို့ပြီးတော့လည်း update တွေအရင်ဖြစ်လာတယ်လို့ခံစားရတယ်ပေါ့အဲတတိအမြင်ကတော့တော်တော်လေးကိုတိုးတက်လာတယ်လို့ခံစားပါရခြင်းဟုတ် အာဒီနေ့မြန်မာကိုစားပြုမဲ့တယောက်ကိုအာပို့ပြီးတော့ဒီပေါ့နော်တီးတို့မင်းစရီမဆင်းပေါ်မှာဆိုလို့ရှိရင်ပို့လဲအဲ strong ဖြစ်စေခြင်းနဲ့ပြီးတော့ပို့ပြီးတော့လဲ body beauty မှာလဲပို့ပြီးတော့ train စေခြင်းနဲ့အမ်ပြီးရဲ့ခါကျတော့ပို့ပြီးတော့လဲဒီအဲလိုပြောရမလဲအလှပြီးတော့တန်မာစေခြင်းနဲ့ပေါ့ရှင်ဟုတ်အာနောက်ဆုံးနေ့နေရတော့ဒီအခုလာမဲ့ miss လေးတွေကိုလဲအားပေးကြပါအောင်လို့ပဲတီးတီးကပြောချင်ပါတယ်ရှင်ဟုတ်ကျေးဇူးတင်ပါတယ်